မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ28ရက်နေ့ ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်။စကမ်းသိန်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်အမှတ်606ဒုံးတက်ရင်အုံမခားရွာတပ်စခန်းတပ်မ33တပ်စခန်းကိုလက်နက်ခဲယမ်းများနဲ့အတူ TNL ကသိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်10:00နာရီအချိန်နောင်ချုံမြို့နယ်အုံမခားရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုတောင်းတက်မတော် TNL ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါရတယ်။ဒါ့အပြင်ဒီကနေ့မနက်7:14မိနစ်အချိန်က TNL ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့စစ်ကောင်စီတပ်ရင်း114တပ်စခန်းကိုစစ်ကောင်စီက112လေးရဲ တိုက်လေရင်နေနဲ့လာရောက်ပြီးတော့ဘုံကျဲခဲ့တယ်လို့သိရပါတယ်အလားတူပဲဒီကနေ့မနက်7:00နာရီအချိန်ကစစ်ကောင်းစီတရင်အမှတ်606ဒုံးတက်ရင်စခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ဒီကနေ့မနက်7:50နာရီမိနစ်အချိန်မှာလဲ112လေရင်နဲ့စစ်ကောင်းစီကလာရောက်ဘုံကျဲခဲ့တယ်လို့သိရပါတယ်ဒါအပြင်ဇွန်လ26ရက်နေ့မွန်းလွဲ7:00နာရီအချိန်နောင်ချုံမြို့နယ်ကြောက်ချမ်းရွာမှာရှိတဲ့စစ်ကောင်းစီရဲ့တပ်မ33တပ်စခန်းကို TNL နဲ့မန္တလေး PDF ပူးပေါင်းအဖွဲ့တို့ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်ဇွန်လ26ရက်နေ့ည10:00နာရီအချိန်နောင်ချုံမြို့မှာရှိတဲ့ တီအန်အယ်လီကတင်ပတ်ရရှိထားတဲ့ခမာယာ115တပ်စခန်းကိုစစ်ကောင်စီကလေရင်နဲ့လာရောက်ပြီးတော့ဘုံကျဲချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မှာပဲမိုးကုတ်မြို့နယ်မှာတီအန်အယ်လီကတင်ပတ်ထားတဲ့ဆလောင်းတောင်နဲ့အုတ်ဆောင်းတောင်တို့ကိုလည်းစစ်ကောင်စီကလေရင်နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါတယ်။ဇော်လ28ရက်နေ့မနက်၈နာရီခွဲအချိန်မိုးကုတ်မြို့နယ်အေးစေဒီမှာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပ်မ88လက်အောက်ခံလက်ပခခ ခလာရနှစ်၄၈တပ်စခန်းကို TNL ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇော်လ၂၈ရက်နေ့မနက်9:40မိနစ်အချိန်မှာကြောင်မဲမြို့နယ်မှာ TNL နဲ့မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့ကစစ်ကောင်စီရဲ့စကခတက်ခမရ900တက်ခမရ902တပ်တို့ကိုလည်းထိုးစစ်ဆင်ခဲ့ပြီးတော့ စီပင်ဖုံးတော်ကြီးကြောင်းတဲ့နောင်ပြစ်စတဲ့နေရာများမှာနှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဇွန်လ26ရက်နေ့ကြောင်မဲမြို့နယ်မှာလက်နက်ချလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးနဲ့အတူ60မမ2လက်ဆက်လက်6လက် RPG 7 2လက်စနိုက်ပါ1လက်ပစ္စတိုလ်5လက်မိုင်း5လုံး60မမဘုံသီးနဲ့ RPG ဘုံသီးများအပြင်စစ်သုံးဆောင်ပစ္စည်းများလက်နက်မျိုးစုံ59မျိုးနဲ့ခဲယမ်းများစွာကိုတင်စီရမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမိုးကုတ်မြို့နယ်အနောက်ချမ်းကျက်ပြင်ရဲစခန်းကိုတော်လိုင်းတပ်များကဝိုင်းထားပြီးတော့ရဲစခန်းအနီးကနေအိမ်များကိုလည်းရွှေပြောင်းချိန်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဇွန်လ28ရက်နေ့မနက်ပိုင်းအချိန်ထိမိုးကုတ်ကြက်ပြင်ရဲစခန်းပတ်ပတ်လဲမှာတော်လိုင်းတပ်များရှိနေပြီးတော့ရဲစခန်းအတွင်းထဲကစစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေတယ်လို့သိရပါတယ်။လက်နက်ချရန်ပြောဆိုမှုများရှိနေပြီးတော့ရဲစခန်းအနီးအနားကနေအိမ်များကိုလည်းပြောင်းရွှေ့ရန်အချိန်ပေးထားမှုများရှိနေကြောင်းဒေသခံပြည်သူတွေကပြောဆိုထားပါတယ်။မိုးကုတ်ကြက်ပြင်ရဲစခန်းကငကုတ်ကလေးကအင်အားမရှိတာပါ။ ရွှေမြင်ဝင်းသားကတောအုပ်ရဲ့အေးစေဒီစစ်တပ်ဂုံးရဲ့မစိုးရင်ကြောင်းနဲ့ရွှေမြင်ဝင်းကြားတဲ့ရဲ့စခန်းချနေကြတာအခုအဲ့ဒီနားတဝိုက်ကနေအိမ်တွေကိုအကုန်လုံးရွှေ့ကိုင်းနေတယ်ပြည်သူတွေထိမှဆိုလို့တော်လိုင်းတက်တွေကအချိန်ပေးပြီးတော့ရွှေ့ကိုင်းနေတယ်သဘောပဲအခုမွန်တဲဆန်နန္ဒာကြီးမတိုင်ခင်အထိစခန်းနားတဝိုက်မှာရွှေ့နေကြတယ်လို့ဒေသခံပြည်သူတူကပြောဆိုထားပါတယ်မိုးကုံမြို့နယ်မှာဇွန်လ26ရက်နေ့ဒေါ်နန်းကြည်တောင်စခန်းဗျူဟာစခန်းကိုရွှေ့တာယာပန်းတပြေနဲ့ဖြူယောင်ဂုံးတို့ကို TNL တပ်များကတိမ့်ပိုင်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့မောင်တုံးမှာရှိတဲ့ကုလသမဂ္ဂ WFP ကယ်ဆယ်ရေးရိတ်ခါများကိုစစ်တပ်ကယူဆောင်ခဲ့ကြောင်းဇော်မဲလုံးကဝန်ခံလိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ရခိုင်ပြည်နယ်မောင်တော်မြို့မှာရှိတဲ့ကုလသမဂ္ဂကမ္ဘာစားနယ်ရိတ်ခါအဖွဲ့ WFP ရဲ့ကယ်ဆေးရိတ်ခါများတူလောင်ယုံဟာဇော်လာ21ရက်နေ့နဲ့22ရက်နေ့ကဖောက်ထွင်းလူရိုက်ခံရခြင်းနဲ့မိရှုဖြက်စီးခံလိုက်ရကြောင်း WFP ကထုတ်ပြန်ထားပါတယ်။မောင်တော်မြို့ WFP တူလောင်ယုံတဲကရိတ်ခါပျက်စီးများကိုစစ်တပ်နဲ့ရဲပူးပေါင်းတပ်ဖွဲ့ကယူဆောင်ခဲ့ကြောင်းအကြမ်းဖက်စစ်ကောင်စီပြောခွင့်ရဇော်မဲလုံးကဇော်လာ26ရက်နေ့မှာဝန်ခံထားတယ်လို့သိရပါတယ်။ ဒေသခံမွတ်စလင်တွေယူထားတဲ့စံအိတ်တွေကို WFP ကလည်းဒုက္ခသည်တွေကိုထောက်ပံ့ဖို့ရည်ရွယ်ထားတာကြောင့်ကျွန်တော်တို့စစ်တပ်နဲ့ရဲပူးပေါင်းတပ်ဖွဲ့ကရက်ကွက်၁234ကဉ္ဉန်တန်းရက်ကွက်စတဲ့အဲ့ဒီရက်ကွက်တွေမှာရှိတဲ့အိမ်အောင်စု2000ကျော်ကိုအိမ်အောင်စုတစုကိုတအိတ်စီနဲ့ဖြန့်ဝေပေးခဲ့ပါတယ်လို့အကြမ်းဖက်ဇော်မဲလုံးကပြောဆိုထားပါတယ်ဇော်လ22ရက်နေ့ကနေ WFP တူလောင်ယုံကိုမွတ်စလင်တချို့နဲ့စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်ပြီးတော့စံအိတ်အပါအဝင်ရိတ်ခါပစ္စည်းများကိုရွှေ့ပြောင်းထားခဲ့ပြီးတော့ဇော်လ22ရက်နေ့မှာ ိန်တော်စု2000ကျော်ကိုပေးခဲ့ကြောင်းဇော်မဲလုံးကဝန်ခံပြောဆိုထားတယ်လို့သိရပါတယ်။မောင်တော် WFP တိုးလောင်ယုံတဲကရိတ်ခါများကိုအေးအေးလက်ထဲကိုမရောက်ရှိစေရန်စစ်ကောင်စီတပ်ရဲပူးပေါင်းတပ်ဖွဲ့နဲ့ရိုဟင်ဂျာတချို့ပူးပေါင်းကယူဆောင်ခဲ့ခြင်းဖြစ်ကြောင်းဇော်မဲလုံးကလိန်လည်ပြီးတော့ထုတ်ပြန်ထားပါတယ်။ ဇော်လ25ရက်နေ့မှာ WFP ရဲ့ထုတ်ပြန်ချက်အရမောင်တော်ကတူလောင်ယုံဟာဖောက်ထွင်းခံရခြင်းနဲ့မိရှုဖြက်စီးခံရခြင်းဖြစ်ပြီးတော့တူလောင်ယုံမှာလူဦးရေ6400အတွက်တလားသာဖူးလုံစီမယ်အရေးပေါ်ကယ်ဆယ်ရေးရိခါများစုစုပေါင်း1185 metric ton ကိုတူလောင်ထားခဲ့တယ်လို့သိရပါတယ်တူလောင်ယုံဖောက်ထွင်းလူရခံရခြင်းနဲ့မိရှုခြင်းလုပ်ငန်းများကို WFP ကပြင်းထန်စွာရှုံချထားပြီးတော့စားနေရိခါနဲ့ အခြားကုန်ပစ္စည်းများကိုလူယူခြင်းနဲ့လူသားချင်းစာနာမှုဆိုင်ရာအဆောက်အဦများကိုဖျက်ဆီးခြင်းဟာ WFP ရဲ့ကုညီထောက်ပံ့ရေးကြိုးပမ်းမှုများကိုထိခိုက်ပြက်ရွံ့စေတယ်လို့ပြောဆိုထားပါတယ်။အရခတ်တက်တော် AA ကလည်းမောင်တော်မှရှိတဲ့ WFP ကယ်ဆယ်ရေးရိတ်ခါများတိုးလောင်ယုံကိုစစ်ကောင်စီတပ်ဖွဲ့များနဲ့ရိုဟင်ဂျာများဖောက်ထွင်းပြီးတော့မိရှုသွားတဲ့ဗီဒီယိုဖိုင်ကိုဇွန်လ25ရက်နေ့မှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ပေါ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့လမ်းမပေါ်မှာတိုက်ဆုံနေတဲ့ပြည်သူအလောင်း23လောင်းကိုကောက်ယူကကြိုပေးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဇွန်လ28ရက်နေ့မှာကြောင်မဲမြို့အတွင်းအကြမ်းဖက်စစ်ကောင်စီနဲ့ TNL ပူးပေါင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲပြင်းထန်နေပြီးတော့နှစ်ဖက်ပစ်ခတ်မှုအတွင်းကြည်စံထိမှန်ကလမ်းမများပေါ်မှာတိုက်ဆုံနေတဲ့ရုံအလောင်း23လောင်းကိုနမ်ခန်းရှမ်းများပရဟိတအသင်းကြောင်မဲအသင်းဝဲနဲ့နိုင်ရေးကူညီမှုအသင်းကြောင်မဲအဖွဲ့သားများကကောက်ယူကာအေးချမ်းသာတုတ်တံကိုပို့ဆောင်ပြီးတော့တချို့ပေးခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်ဒီနေ့တရက်ထဲမှာအလောင်း23လောင်းတချို့ပေးခဲ့ရတာ တိုက်ပွဲကပြင်းထန်နေတော့မယ်လေချောင်းကနေတိုက်ခိုက်လို့သေးတာမဟုတ်ဘူးနှစ်ဖက်ပြစ်ခတ်မှုတွေကြားမှာကြီးစံထိမှန်ပြီးတော့သေးတာတွေပါလမ်းမပေါ်ဒီမှာတွေ့တဲ့အလောင်းတွေကိုကောက်ယူပြီးတော့တခါတည်းကြိုးပေးခဲ့တာပါ ဘသူလဲပယ်ဝါလဲဆိုတာတော့မသိရဘူးလို့နန်ခုံရှမ်းများပရဟိတအသင်းကြောင်းမဲအသင်းခွဲနဲ့နိုင်ရေးကူညီမှုအသင်းကြောင်းမဲကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဇော်လ25ရက်နေ့နဲ့26ရက်နေ့တိုက်ပွဲများအတွင်းမှာကြောင်းမဲမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့နားအိုက်ခန်းစခန်းစခန်းသာငင်းညာရေးဂုံအမှတ်39နှစ်အမြောက်တပ်ဂုံအင်ဂျင်ဂိုင်းခေါက်ကွင်းအထက်ထွေအုပ်ယုံရဲစခန်းတို့ကို TNL ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်နောက်ဆုံးလက်ချက်စခန်းများဖြစ်တဲ့ခမရ902နဲ့902တို့ကိုဒီကနေ့တိုက်ခိုက်နေပြီးတော့အဲ့ဒီစခန်း ားများကိုရရှိပါကကြောင်မဲမြို့နယ်တစ်ခုလုံးဟာစစ်တပ်ကင်းစင်နယ်မြေဖြစ်လာမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကလောမြို့နယ်ဟဲဟိုမြို့မှာစစ်မှုထမ်းမဲ့သူများကိုထောက်ပံ့ရန်အတွက်၃လတကြိမ်အိမ်အောင်စုတစုကိုအလွန်ငွေငွေကျပ်1000ကနေပြီးတော့3000ကျပ်အထိပေးရမယ်လို့အစည်းအဝေးခေါ်ယူပြီးတော့ချိန်ချောက်တောင်းယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လ25ရက်နေ့မှာဟဲဟိုမြို့မြို့လယ်ဓမာယုံမှာစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ပြည်သူများကိုမလာမနေရအဖြစ်နဲ့စစ်တပ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့မြို့ရက်ကွက် အုပ်ချုပ်ရေးအဖွဲ့များကအစည်းအဝေးခေါ်ယူခဲ့ပြီးတော့စစ်မှုထမ်းမဲ့သူများကိုထောက်ပံ့ရေးအတွက်အလူငွေကောက်ခံမယ်လို့ချင်းချောက်ပြောဆိုလာကြောင်းသိရှိရပါတယ်။ဟဲဟိုမြို့မှာရက်ကွက်အလိုက်စစ်မှုထမ်းဖို့နဲ့စစ်မှုထမ်းတွေကိုထောက်ပံ့ဖို့စစ်ထဲကိုမဝင်ကျင်တဲ့သူတွေကိုစစ်သားငှားရမ်းဖို့အတွက်ပတ်စံကောက်နေပါတယ်။ထည့်ရမယ့်ငွေပမာဏကရက်ကွက်အလိုက်ကွဲပြားပါတယ်။၃လတစ်ကြိမ်မဖြစ်မနေထည့်ဝင်ရမယ်လို့ပြောပါတယ်။စစ်ထဲမဝင်ကျင်တဲ့သူတွေအတွက်စစ်သားငှားရမ်းက350ပေးရမယ်လို့လည်းကြားသိရပါတယ်။ ပြီးခဲ့တဲ့3လကအဆင်မပြေလို့ပတ်စံမထည့်လိုက်ရတဲ့အိမ်တော်စုတွေကဒီတစ်ခေါက်မှာပတ်စံပေါင်းပြီးထည့်ရမယ်လို့ပြောတယ်ပြည်သူတွေမှာအဆင်မပြေပေမဲ့လည်းမဖြစ်မနေငွေပေးရမယ်ဆိုပြီးတော့ချင်းချောက်တောင်းခံနေတယ်လို့အစည်းအဝေးတက်ရောက်ခဲ့တဲ့ပြည်သူတို့ကပြန်လည်ပြောပြခဲ့ပါတယ်စစ်မှုထမ်းများအတွက်အလူငွေကောက်ခံရမှာဟဲဟုံးမျိုးအလဲပိုင်း1ရက်ကွက်နဲ့အလဲပိုင်း2ရက်ကွက်ကပြည်သူများက3လတစ်ကြိမ်တအိမ်တော်ကိုငွေချက်3000ထည့်ဝင်ရမှာဖြစ်ကြောင်းသိရှိရပါတယ်ဟဲဟုံးမျိုးအလဲပိုင်း3ရက်ကွက်အရှိပိုင်းရက်ကွက်ဈေးပိုင်းရက်ကွက်နန်းကုန်းရက်ကွက်များကပြည်သူများဟာတအိမ်တော်ကိုငွေချက် တောင်း၃လတကြိမ်ထက်ဝင်ရမှာဖြစ်ကြောင်းသိရှိရပါတယ်။ဇွန်လ25ရက်နေ့ဟဲဟုံးမြို့ဓမ္မယုံမှာခေါ်ယူခဲ့တဲ့အစည်းအဝေးကိုရဲများကအပြင်ကနေပြီးတော့စောင့်ချက်ပေးပြီးထွေအုပ်စည်ရေးမှာကစည်ရင်ပြုစုခြင်းဓာတ်ပုံရိုက်ခြင်းများကိုလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီအစည်းအဝေးကိုစစ်တပ်ထွေအုပ်ရက်ွက်လူကြီးရာအိမ်မှုစေအိမ်မှုများကတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။